ရခိုင်ပြည်နယ်ထဲမှာစစ်ကောင်စီတပ်တွေရှိနေသေးတဲ့မြို့နယ်၃မြို့နယ်ရှိပြီးအဲ့ဒီတဲကတရုတ်ရဲ့အထူးစီးပွားရေးဆောင်စီမံကိန်းတွေရှိနေတဲ့ကျောက်ဖြူမြို့ဟာစစ်ကောင်စီတွတ်တော့နိုင်ငံခြားဝင်ငွေအများဆုံးရရှိနေတဲ့မြို့နယ်ဖြစ်ပါတယ်။ကျောက်ဖြူရင်းနှက်စိတ်ကန်းကနေရင်းနှံပို့ဆောင်မှုလုပ်ငန်းတွေနဲ့ပိုင်လိုင်းတွေကနေတဆင့်သဘာဝတန်ွေတင်ပို့ရောင်းချမှုတွေရှိနေပြီးဒီလုပ်ငန်းတွေရဲ့နှစ်စဉ်ဝင်ငွေဟာအမေရိကန်ဒေါ်လာ9ဘီလီယံဝန်းကျင်ရှိတယ်လို့မြန်မာနိုင်ငံနဲ့ရခိုင်ပြည်နယ်အတွင်းက ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကိုလေ့လာစောင့်ကြည့်နေတဲ့ရခိုင်ရင်းနှံစောင့်ကြည့်ရေးအဖွဲ့ AOW ရဲ့အစီရင်ခံစာကဖော်ပြပါဗျ။ဖြူမျိုးပတ်ချလဲကိုအေအေကလက်နက်အင်အားပြည့်စုံနဲ့ထိမ့်ချုပ်ထားပြီးမြို့ပေါ်တဝိုက်ကိုတော့စစ်ကောင်စီတပ်တွေထိမ့်ချုပ်ထားပါဗျ။ကြောက်ဖြူမျိုးနယ်တွေကကြီးရွာအုပ်စုပေါင်း54ခုထဲက90ခုအေအေကထိမ့်ချုပ်ထားတယ်လို့ မြို့နယ်တစ်ခုလုံးကိုတင်ပိုက်ဖို့စီရင်အင်အားပြည့်ရှိနေတယ်လို့လည်းအစိုးရကသာမှဖော်ပြပါဗျ။စစ်ကောင်စီဘက်ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခလောက်ခံတတွေဖြစ်ကြတဲ့မြို့ဆောင်တပ်ခလရ34အမှတ်9စစ်စင်ရေးကုကဲမှုဌာနချုပ်အောက်ကခမရ942 943ရဲတရင်32နဲ့ဓညဝရီရဲတပ်တို့ကြောက်ဖြူမြို့ပေါ်တဝိုက်မှာစီရင်လှုပ်ရှားနေကြပါဗျ။နှစ်ဖက်ကြားမှာထိတွေ့တိုက်ပွဲတွေရှိနေပေမဲ့လည်း တရုတ်နိုင်ငံကိုတဘာဝတငွေနဲ့ရင်းနှီးတင်ပို့မှုတွေကတော့အသာစီမရှိဆက်လက်လက်ပတ်နေပြီးဒီတရုတ်စီမံကိန်းတွေရှိရာကြောက်ဖြူမျိုးကနေစစ်ကောင်စီနေနဲ့နှစ်စေဝင်ငွေဒေါ်လာတန်း600ဝင်းကျင်ရရှိနေရလို့လည်းအစင်ခါစာမှာဖော်ပြထားပါတယ်။ထိုင်ကရွှေကက်စ်ရဲ့အပြင်ပေါ်တော့ဒီရင်းနှီးပလိုင်းရတော့ကျွန်တော်တို့ဒီမတိကျွန်းကနေကျွန်တော်တို့ဒီအဲတရုတ်ပေါ့နော်ပုံမင်းကိုတွေ့ထားတဲ့ဟာပေါ့အဲ့ဒါရေနံကတော့ကျွန်တော်တို့ဒီဗမာပြည်အောင်မဟုတ်ဘူးဒါဟိုပါ အရှေ့လေပိုင်းနဲ့အာဖရိကကလာတဲ့အတေရေအရှေ့နန်လေပေါ့နော်တရုတ်ရင်းနဲ့တင်တဲ့ဘော့ကြီးတွေနဲ့လာပြီးမှပဲဒီမကြီးကျွမ်းပေါ်မှာအာမသူတို့ဟိုပေါ်လို့ရင်းနေတော့လောက်ယူတာဆင်အမကတဆင်ဒီပိုင်းလိုင်းနဲ့ကျွန်တော်တို့ဟိုတရုတ်ကိုပို့ရပေါ့နော်တနည်းမှာကျွန်တော်တို့ဟိုဖြစ်တဲ့လောက်ကျေကက်စကဝါပေါ်တော့ဘလုံးရောင်းရငွေကရွှေကက်စတင်ပို့လို့ရတဲ့ဟာကပင်ညာဖင်ဒေါ်လာ1ဘီလီယံကျော်လောက်ရှိပါတယ်အဲ့ဒီအခြေအမှ ပေါ့နော်ဒီဒီစီကောင်စီအတွက်ပေါ့နော်ဒါစီကောင်စီရဲ့ဗမာပြည်တက်ရှယ်ကိုရှယ်ပါထားတဲ့ဟာတွေနဲ့ဟိုဟာတွေနဲ့အကုန်လုံးပြင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါကတနည်းမှာအာစီကောင်စီအတွက်အသက်တင်ပေါ့နော်ဒေါ်လာ9နဲ့9စနစ်ခုနှစ်ပြည်လည်းလောက်ရှိပါတယ်အာမြန်မာတနင်္ဂနွေလုံးအတိုင်းတာနဲ့တခြားစီမံကိန်းတွေထပ်အခုပြင်ကြည့်ရင်ဒီဟာကဒီဒီဟာအများဆုံးဟိုနိုင်ငံရှောင်းဝင်ဝင်လုပ်ပေးနေတဲ့စီမံကိန်းတွေပြောလို့ရပါတယ် ရောက်ဖြူဟာရခိုင်ပြည်နယ်တဲကတရုတ်ရဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအများဆုံးရှိရာ မြို့ဖြစ်တယ်လို့တရုတ်ရဲ့အထူးစီးပွားရေးဆောင်အစည်းအဝေးစီမံကိန်းနဲ့ခေတ်သစ်ပိုလမစီမံကိန်း BRI အတွက်ရေးပါတဲ့မြို့ဖြစ်ပါတယ်။ဒီလုပ်ငန်းတွေဟာတရုတ်အတွက်တောင်အာရှစီးပွားရေးစီမံကိန်းတွေဖြစ်ပြီးအရှေ့လေပိုင်းကနေဥရောပအထိဆက်သွယ်ပေးထားတဲ့ကုန်သွယ်ရေးကူအကြီးတစ်ခုဖြစ်တယ်လို့ဒေါ်လာဘီလီယံနဲ့ချေတန်ကြီးရှိတဲ့နှစ်ရှည်စီမံကိန်းကြီးတွေဖြစ်ပါတယ်။ BRI စီမံကိန်းကိုအထူးချက်တွင်မို့မြန်မာနဲ့တရုတ်အကြား သဘောတူညီမှုတွေရှိထားပြီးဒီသဘောတူညီချက်တွေထဲမှာအမေရိကန်ဒေါ်လာ28ဘီလီယံတန်ကျေးရှိတဲ့ပင်လယ်ရေနက်စိတ်ကန်းနှစ်ခု စမှုဆောင်တစ်ခုပါဝင်တဲ့ကြောက်ဖြူထူစီဝါရဲဆောင်စီမံကိန်းနဲ့ကြောက်ဖြူကနေတရုတ်ကိုချိတ်ဆက်မဲ့မြစ်ထားလန်စီမံကိန်းတွေပါဝင်တယ်လို့ AOW ရဲ့အစီရင်ခံစာမှာဖော်ပြထားပါဗျ။တရုတ်အတွက်ဟိုဟာအကျိုးရှိစေတယ်။အဲဆိုတော့ဒီဟိုဟာ ဟုတ်နော်အရင်တုန်းကဆိုရင်တရုတ်ကဒီကျွန်တော်တို့အာဖရိကနဲ့အာဒီ Middle East ပေါ့နော်အဲဒီကနေယနေ့တွေကိုသူကမာလာဂါစပရိတ်ကနေဖြည့်ပြီးမှဟိုဟာရှင်းဟိုင်းဒီပေါ်ရတယ်အာပင်လင်လမ်းကြောင်းပေါ့အဲဒါမာလာဂါစပရိတ်ကအဲမှာဒီအန်ဒီများတယ်ပေါ့နော်ဒါအဲဒါ US နေပြီးရှိတယ်နောက်တစ်ဖက်ကဟိုဟာတွေရှိတယ်ကျွန်တော်တို့ပင်လင်တများတွေပေါ်တဲ့ဒီလမ်းကြောင်းဖြစ်တယ်အဲဒါဆိုတော့ဒီလုံချုံရဲ့အရာတရုတ်ရဲ့ ဒီဆွဲလုံချုံရရဆိုလို့ရှိရင်ဒါတော်တော်ကိုအန်တရများတယ်ပေါ့နော်အဲဒီလမ်းကြောင်းကနေ80ရခိုင်နှုန်းဟိုရေနံတွေပေါ့နော်ဒါတရုတ်နိုင်ငံအတွက်80ရခိုင်နှုန်းရေနံကိုအဲဒီမလာကာစပေးကိုဖြတ်ပြီးမှအာတင်သွင်းနေတာဖြစ်တယ်အဲ့ဒါဆိုတော့အခုကအဲဒီနေရာကိုရှောင်ကွင်းပြီးမှကျွန်တော်တို့ဗမာပြည်ကြောက်ရှုကနေအာစေကန်ကနေတဆင့်တရုတ်ကိုတင်ပို့တဲ့အတွက်တရုတ်အတွက်ကုန်ကြမ်းစည်းလေးတက်တာတယ် ပင်လေလမ်းကြောင်းလေးတပတ်လောက်အရှင်သက်တာတယ်လို့ဟိုဟာပေါ့နော်ကျွန်တော်တို့အဲ့လိုသိရပါတယ်အဲဒီဟာတရုတ်အတွက်ဆွေလုံရှင်ရဲ့အတွက်အရေးပါတယ်နောက်တစ်ခုကကျောက်ဖြစ်ပါတယ်လို့စင်ကန်ကြီးတွေလုံးနေရှင်းအပြင်ဒီအိန္ဒိယသမုဒ္ဒရာကိုလူလီကူကူနဲ့ပေါ့နော်ဝင်ထွက်နိုင်တယ်ဒါတွေတရုတ်ရဲ့စီးပွားရေးအတွက်တော်တော်ကိုဒီအကျိုးရှိတဲ့အဲစီမံကိန်းတွေဖြစ်ပါတယ် တရုတ်ရဲ့ဒေါ်လာဘီလီယံနဲ့ချီရင်းနှီးမြှုပ်နှံထားတဲ့နှစ်ရှည်စီမံကိန်းတွေအရေးတရုတ်အနေနဲ့စိုးရိမ်မှုတွေဟာ2024ခုနှစ်အေကကြောက်ဖြူမျိုးပတ်လည်ကိုထိန်းချုပ်ထားနိုင်တဲ့အချိန်ကလေးကရှိနေခဲ့တာဖြစ်ပြီးတရုတ်တန်အမတ်တွေအားရှိတွေကြောက်ဖြူကိုလာရောက်ကြည့်ရှုခဲ့ကြပါသေးတယ်။တစ်ဖက်မှာလည်းရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကိုထိန်းချုပ်ထားနိုင်တဲ့အေအေအနေနဲ့ရခိုင်ပြည်နယ်အတွင်းကတရုတ်ရဲ့စီးပွားရေးလုပ်ငန်းတွေနိုင်ငံတကာစီမံကိန်းတွေကိုအကာအကွယ်ပေးသွားမယ်ဆိုတာတရုတ်ဝင် ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါပေမဲ့ဒီစီမံကိန်းတွေအပေါ်စိုးရိမ်မှုတွေရှိနေတဲ့တရုတ်ဆိုအဘက်ကတော့စစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံဆွေးနွေးမှုတွေရှိနေတယ်လို့2025ဖေဖော်ဝါရီ17ရက်ကစစ်ကောင်စီအတီးပြူးထုတ်ပြန်လိုက်တဲ့ပုဂ္ဂလိကလုံခြုံရေးဥပဒေအောက်မှာတရုတ်လုံခြုံရေးတပ်တွေချထားဖို့ကြိုးပမ်းမှုတွေရှိနေတယ်လို့လဲဆိုကြပါဗျ။တစ်ဖက်မှာလည်းတရုတ်အနေနဲ့ယင်းနီးမြုပ်နှံမှုအကျိုးစီးပွားတွေအတွက်အေအေနဲ့ပြောဆိုထိတွေ့ဆက်ဆံမှုတွေရှိနေတယ်လို့လဲမြေပြင်ကစီးရီးသတင်းမီတွေကဆိုပါဗျ။ တရုတ်ကသူ့အကျိုးစီးပွားအတွက်ဘသူ့ကိုဘယ်ချိန်မှာထုတ်ကစားရမယ်ဘသူနဲ့ဆက်ဆံရမယ်ဆိုတာကောင်းကောင်းနားလည်ထားတယ်။အခုအခြေအနေကိုကြည့်မယ်ဆိုရင်စစ်ကောင်စီနဲ့လည်းဆက်ဆံရေးရှိတယ်။ AA နဲ့လည်းဆက်ဆံရေးရှိပြီး AA ကလည်းတရုတ်ပေါ်သဘောထားကပြော့ပြောင်းတဲ့အခြေအနေမှာရှိပါတယ်။သူ့အနေနဲ့ပို့ပြီးလောက်ရကန်ရလွယ်ကူမဲ့အခြေအနေပေါ့လေ။ဒါပေမဲ့တစ်ဖက်ကိုပြန်ကြည့်ရင်တော့ဒီစီမံကိန်းတွေနဲ့ပတ်သက်ရင်တရုတ်က State Actor နဲ့ပဲဆွေးနွေးတိုင်ပင်အလုပ်လုပ်ချင်တဲ့ဆန္ဒရှိတယ်ဆိုတာမြောက်ပိုင်းအခင်းချင်းတွေရလဲတွေ့နိုင်တယ်။ ဆိုတော့တရုတ်ရဲ့သဘောထားကိုစောင့်ကြည့်ဖို့တော့လိုသလိုဖိအားပေးဆွေးနွေးညှိနှိုင်းမှုတွေရှိလာနိုင်ပါတယ်။တရုတ်ဆိုရအနေနဲ့လက်ရှိအခင်းကျင်းမှာသူ့အကျိုးစီးပွားတွေကာကွယ်နိုင်ရေးအတွက်စစ်ကောင်စီကိုပြောင်ပြောင်တင်းတင်းပတ်လိုက်မှုတွေလှုံ့ဆော်နေသလိုမြန်မာပြည်သူတွေကိုတိုက်ခိုက်နေတဲ့စစ်လက်နက်ပစ္စည်းတွေစစ်ကောင်စီကိုထောက်ပံ့နေတယ်ဆိုတဲ့သုံးသပ်မှုတွေလည်းရှိနေပါတယ်။လက်ရှိမှာလည်းတရုတ်ဟာမြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေကိုအပြင်းထန်ဖိအားပေးမှုတွေရှိနေတာကြောင့် မဟာမိတ်ဖွဲ့ဝင်ဖြစ်တဲ့ AA ဘော်ကိုလည်းနိုင်ငံရေးစည်ရေးပါဝင်ဒီစီမံကိန်းတွေနဲ့ဆက်ဆက်လို့အပြင်းထန်တောင်းဆိုမှုတွေနဲ့ဖိအားပေးမှုတွေဆက်လက်ရှိလာနိုင်တယ်လို့တရုတ်မြန်မာရေးကျွမ်းကျင်သူတွေကသုံးသပ်နေကြပါဗျာ။